အလုံးမဲ့မင်္ဂလာပါကျွန်တော်တို့ဖုတ်ဘောလိုက်ဖြစ်ပွဲချူသုံးသက်ချက်ကနေပြီးတော့ပြန်လဲပြီးတော့ဂျူလိုက်ပါတယ်ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုံမငောင်းတောင်းပြီးလိုက်ပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်တို့မြန်မာစံတော်ချိန်တာကျွန်တော်9နာရီခွဲမှာတော့လစ်ဗာပူးအသင်းနဲ့ဆောက်တန်ပွဲစဉ်နဲ့ရှိပါတယ်အခုခေတ်ကလူတွေတော့မှတ်မိကြမမှန်နေတာဒါပေမဲ့ဒီချိန်တော့ကလစ်ဗာပူးနဲ့ဆောက်တန်တွေ့ပြီဆိုရင်လစ်ဗာပူးရဲ့ဒါကျွန်တော်တို့ အကယ်ဒမီနဲ့လီဗာပူးနဲ့တွေ့တယ်ကျွန်တော်အမြဲနောက်တယ်လည်းမပါတယ်ဆာဒလန်ကတစ်ချိန်အခုတော့မဟုတ်တော့ဘူးနော်တစ်ချိန်လုံးကဒါလီဗာပူးရဲ့ဒါကျွန်တော်ကစားသမားဒီကိုတော်တော်များများဆာဒလန်စီကဝဲတယ်မှာပါတယ်ဆာဒီယိုမာနီအဒမ်လလာနာဒါကျွန်တော်တို့ဗာဂျယ်ဗန်ဒိုက်အများကြီးတွေရှိပါသေးတယ်အဲ့လက်ရှိမှာဒါကျွန်တော်တို့လီဗာပူးတင်တဲ့ဆာဒလန်ကိုသူတို့ရဲ့ဒါကျွန်တော်တို့အမြဲနဲ့အကယ်ဒမီဒီလိုမှတ်ယူပြီးအမှတ်ယူရတယ်မှာပါတယ်ဒါပေမဲ့ဆာဒလန်သင်းကဘတ်တော့မှာဒါကျွန်တော်ကျွန်တော်ဒါဘောလုံးပဲကြည့်တဲ့သတန်းလျှောက်မှာလီဗာပူးတင်ကိုတောင်းတန်ဒုက္ခပေးနိုင်တဲ့သင်းနဲ့မပါဘူးလို့ကျွန်တော်နေမြင်မိတယ်မှာပါတယ်အမြဲဆာဒလန်သင်းနဲ့ဒါကျွန်တော်လီဗာပူးတင်ကိုဒါ ော့တွေ့ပြီဆိုရင်တော့အမြဲလိုပြပြဝစ်ပြီးခံရတဲ့တမပါအမြဲလက်ပုတ်တဲ့ဂိုးပြတ်သွင်းခြင်းကိုလည်းအမြဲခံရတဲ့ပွဲတစ်ပွဲဖြစ်တဲ့ကြောင့်ဒီနေ့ပွဲမှာစောင့်ကြည့်ကြရအောင်လို့မြင်တယ် ရီလီပေါ်မှာလီဗာပူးအသင်းအနေနဲ့အစ်7နေရာမှာတိုတယ်အားဖြင့်16မှတ်တီတီဖြတ်နိုင်ဖို့အတွက်အခွင့်အရေးတစ်ခုရှိသွားမယ်။တစ်ဖက်ကတော့ကျွန်တော်တို့အစ်နှစ်နေရာကအာစနိုအသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ပွဲချက်တစ်ပွဲဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုဒါကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းရဲ့အိမ်ကွင်းမှာသွားကန်ရမယ်အတွက်ကြောင့်လီဗာပူးအသင်းရဲ့ဒီနေ့ပွဲစဉ်မှာနိုင်ခဲ့မယ်ဆိုရင်တော့ရမှတ်ပိုင်းအားဖြင့်တိုတယ်ဒါကျွန်တော်တို့16မှတ်တီတီဒါကျွန်တော်တို့ ခွာဟနိုင်မှာ16နဲ့ဆိုရင်ဒါပြောရရင်ပရီးမီးယားလိဖလားတေချာတော့နေနေဖြစ်သွားပြီလက်ကျန်ပွဲအရေးအတွက်နဲ့ပြန်စဉ်းစားကြည့်မယ်ဆိုလစ်ဗာပူးတင်နေတာကျွန်တော်လက်ရှိမှာပရီးမီးယားလိဖလားကိုလက်တကန်းတော့မဟုတ်ဘူးလက်တစ်ဖက်တင်ထားလို့ရတဲ့အထီးကိုကောင်းနေပြီလို့ကျွန်တော်အနေနဲ့မြင်မိတယ်မှာပေါ့အဲ့တော့ဒီနေ့ပုံစံမှာဆောက်တန်းတွေ့ရမယ်ဒါပေမဲ့လောကမှာပြဘေးရမှာအတီးတကျပြောလို့ကျွန်တော်ဒါငငယ်တော့မှတ်မိတယ်ဒါဒီပွဲကိုမှတ်မိရပေါ့လစ်ဗာပူးကိုဒါကျွန်တော်လစ်ဗာပူးအနေနဲ့ပြောတာမဟုတ်ပဲကျွန်တော်ငငယ်တော့ကတော့ကျွန်တော်မှတ်မိရတာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဝူးဖ်အသင်းနဲ့ဒါဟိုးရင်ခက်ခုဝူးဖ်မဟုတ်ဟိုးရင်တော့ဝူးအသင်းနဲ့ဘင်းနဲ့ပုံစံမှာ မန်ချက်စတာယူနိုက်တက်ကအဲ့တော့အဆင့်တေအဲ့တော့မန်ချက်စတာယူနိုက်တက်ကဟူးဖ်နဲ့မတွေ့ခင်လေလုံးဝရှုံးပွဲမရှိသေးဘူးအဲ့ဒီမှာဒါဝူးဖ်ကအဲ့တော့အဆင့်20မှတ်မဲ့ရအဲ့တော့အဆင့်တေကမန်ချက်စတာယူနိုက်တက်ကဟူးကိုတော့ကျွန်တော်တို့ရှုံးသွားခဲ့တယ်1-0ဆိုတာရလာမသိဘူး2-1လား1-0လားမသိဘူးရလာတော့မှမယ်ဒါပေမဲ့ရှုံးသွားခဲ့တယ်ရှုံးသွားတဲ့အချိန်မှာဒါကြောင့်အဲ့တော့ကဒါကြောင့် United အသင်းနဲ့ပထမဆုံးတော့ရှုံးပွဲကိုဝူးဖ်နဲ့တွေ့ခဲ့တယ်ပေါ့နော်အဲ့တော့ Liverpool ကလည်းရှိမှာဒီနှစ်တနှစ်လုံးမှာဒါကျွန်တော် Premier League မှာရှုံးပွဲကတပွဲပဲရှိသေးတယ် Northern Forest နဲ့ပွဲစဉ်ကလည်းလုံးဝရှုံးပွဲမရှိသေးဘူးလက်ရှိမှာဒါကြောင့် Premier League မှာလည်းရလာတယ်တော်တော်လေးကိုကောင်းတယ်ဒီထဲမှာပါတယ်အဲ့ဒါလက်ရှိမှာ ီဗာပူးသင်းဒီနှစ်တစ်နှစ်လုံးမှာပရီးမီးယားလိမှာတပွဲပဲရှုံးထားတဲ့အသင်းသတင်းနေနဲ့အင်ပတန်မှာ impressive ဖြစ်စရာကောင်းတယ်။ဒါပေမဲ့လက်ရှိမှာလီဗာပူးကတော့ကျွန်တော်ဒီနှစ်ပွဲစုံမှာကစားသမားအပြောင်းအလဲတချို့ကျွန်တော်လှုပ်လာမယ်လို့ personally မြင်မိ။ဘာကြောင့်လဲဆိုတော့သူ့အနေနဲ့ဒါကျွန်တော်တို့ဂျားရဲတမ်းမှာလည်း PSG အသင်းကိုသူတို့ရဲ့အိမ်ခွေးမှာကမ်းမှာဖြစ်တဲ့အတွက်ကြောင့်ဒီနှစ်ပွဲစုံကဆောက်တန်တဲ့ဆောက်တန်တဲ့ဆိုတဲ့အတွက်ကြောင့်လက်ရှိမှာပရီးမီးယားလိအနေနဲ့ပြန်တွက်ကြည့်မယ်ဆောက်တန်တဲ့ကတော်တော်လေးကိုပွဲချောင်တယ်လို့ပြောလို့ရတယ်။လက်ရှိမှာဆောက်တန်တဲ့ရဲ့လက်ရှိခြေစွမ်းကတည်နေမှာပွဲတိုင်းလူလူရှုံးထားတယ်။ပွဲတိုင်းကပွဲတိုင်းလူလူရှုံးထားတယ်။ Chelsea ကို4-0 နဲ့ရှုံထားတယ် Brighton ကို4-0နဲ့ရှုံထားတယ် Bournemouth ကို3-1နဲ့ရှုံထားတယ် Burnley ကို1-0နဲ့ရှုံထားတယ်အဲ့တော့လက်ရှိမှာ Premier League club တွေတွေ့ရင်3ခုနဲ့အထက်ကြီးပေါ်3ပွဲတိတိပြီးထားခဲ့တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဖြစ်ဖြစ်ရွှေရွှေ Liverpool တင်းရဲ့တိုက်စစ်ပိုင်းကိုဆွဲရတိုက်စစ်ပိုင်းဆွဲရတာကျွန်တော်အကောင်းဆုံးဒါကျွန်တော်ပြသဖို့ကောင်းမယ့်ပွဲတစ်ပွဲလို့မြင်တယ်ဒါပေမဲ့ကျွန်တော် City ဆိုကျွန်တော်လက်ရှိ Liverpool တင်းရဲ့ဒါ cancel ပိုင်းကိုဒါကျွန်တော်အနေနဲ့ဒါ tick လုပ်လို့ရမယ့်ပွဲစဉ်တစ်ပွဲလို့မြင်လို့ရတယ်မှာပါတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာကျွန်တော်ရဲ့ personal အမြင်တဦးတယောက်တည်းအမြင်မှာပြောပြီးဆိုရင်တော့ကျွန်တော် Virgil van Dijk လို့ကစားသမားမျိုးအနာပီးလို့ကောင်းတဲ့ပွဲတစ်ပွဲလို့မြင်တယ် ်ကျွန်တော်ခွန်ဆောင်ဒီနေ့ပွဲသမားကုနာတိနဲ့တွဲဆော်ပြီးဒါကျွန်တော်လူမှုတာခန်းစစ်ပိုင်းမှာဒါကစားသမားတချို့တော်တော်လေးကိုအနာပေးလို့ကောင်းတဲ့ပွဲတပွဲလို့ကျွန်တော်နေနေမြင်မိရတယ်မှာပါပါတယ်အဲ့တော့ personally ပြောရမယ်ဆိုရင်ဒီနေ့ပွဲစံက Liverpool အတွက်ဒါကျွန်တော်ခုနကကစားသမားတွေကို tweak လုပ်ဖို့ဒါကျွန်တော်ကစားသမားတွေနည်းနည်းလေးဆော့ပြီးနည်းနည်းလေး change ဖို့အတွက်အကောင်းဆုံးတွေကပွဲတစ်ပွဲလို့ကျွန်တော်နည်းနည်းမြင်မိတယ်။တစ်ဘက်က Southampton အသင်း Southampton ကဒါနှစ်တိုင်းလို့ဒီ South ဒီကတော့ဒီတောက်ကျင့်ဖြစ်လာပြီလို့ကျွန်တော်နည်းနည်းမြင်မိတယ်တော့မှပါတယ်။ဒီတောက်ကျင့်ဖြစ်လာမှာ Dan ပြန်တက်လာတယ် Dan ပြန်တက်လာသူရဲ့ကစားသမားတချို့ဒါ Tim Boyle လက်ရှိမှာဒီနေ့မှာဆိုဒါ Dublin တို့ဒါကျွန်တော်တို့အဲ့ပေါ့ Dublin တို့အုပ်စုဒါမစိုးလို့ပြောလို့ရတယ်တော့မှပါတယ်။ဒါပေမဲ့အဲ့အုပ်စုကောင်းတယ်ကောင်းတဲ့အုပ်စုလေးနဲ့ပြန်ဆင်းသွားပြီးရင် Southampton အသင်းနဲ့အဲ့ဒီအုပ်စုကိုဒါဈေးကြီးသင်ပြန်ရအောင်နဲ့ပြီး င်ဒါအချိန်တိုင်းဒါတန်းပြန်တက်လာတယ်။တန်းပြန်တက်လာရင်ညမှာလည်းခုနကသူမိုက်လို့ဒါကျွန်တော်တို့အုံနိုင်အုံနဲ့တက်လာတာမဟုတ်ဘူး။ပလီအော့ဖ်မှာအမြဲတမ်းလိုပြီးအပြည့်အမြဲနဲ့ပလီအော့ဖ်မှာနိုင်ပြီးတက်တက်လာရတဲ့မှာပါ။အဲ့တော့အမှန်တမ်းပြောမှဆောင်းတဲ့အသင်းကလက်ရှိမှာဒီနောက်ပိုင်းနဲ့တော်မှာဒီအကွာကြီးပဲဒီဆောက်ချိုးကြီးပဲချိုးနေတာကိုတွေ့ရမယ်တဲ့မှာပါတယ်။ဘုနော်တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ရဲ့ပါစနယ်အမြင်မှာဆိုတော့လီဗာပူးတင်နဲ့ကစားသမားတချို့ဒီနေ့ပွဲစဉ်မှာအနာပေးတယ်လို့မြင်တယ်။မိုဟာမက်ဆာလာဒါကျွန်တော် Virgil van Dijk, Gravan Bad တို့ဒါ McAllister တို့ဆူဘူစလိုက်တို့အဆိုဒီနေ့ပွဲစဉ်မှာကောင်းကောင်းကြီးအနာပေးတယ်လို့မြင်တယ်။ဒီလိုပွဲစဉ်မှာဒါကျွန်တော် Harvey Elliott တို့ ကာတစ်ဂျုံဆိုတာအန်တိုတို့ကိုဒါကွင်းလေပိုင်းမှာဒါကျွန်တော်ဒီနေ့ပုံစံမှာနေရာပေးတင်တယ်လို့မြင်တယ်။ဒါပေမဲ့လက်ရှိမှာအာဒီစလော့အနေနဲ့ခုနောက်ပိုင်းအန်တိုကိုသုံးတဲ့ပုံစံမျိုးကနည်းနည်းလေးရှင်းတယ်။အန်တိုကိုသုံးရင် तू ခုနကပေါ့ तू ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအန်တိုကို तू 9B ဆိုတဲ့တေချာတဲ့ဘောဒီမှာ तू သုံးနိုင်မြန်။ဒါပေမဲ့ အန်ဒိုပါလို့လည်းနိုင်ပြီးတည်ကြတယ်လို့လည်းပြောလို့ရတယ်အန်ဒိုကိုထည့်လိုက်တဲ့အချိန်မှာနိုင်ပြီးလို့တည်ကြလို့ပြောလို့ရတယ် scope တခုသွားတယ်အခုလက်ရှိ Twitter မှာဒါ international Twitter မှာတော်တော်လေးကိုခက်စားတဲ့အကြောင်းအရာတခုပေါ့နော်အဲ့ဒါကပါလဲဆိုတော့အန်ဒိုကိုလက်ရှိမှာဒါကျွန်တော်တို့ Arnis လို့ထည့်လိုက်ပြီးဆိုအဲ့ဒီဘွဲကနိုင်သွားပြီနိုင်ဖို့100%တည်ကြပြီဒါအန်ဒိုဝင်လာလို့လည်းပြောလို့ရတယ်အန်ဒိုဝင်ပြီဆိုတာကျွန်တော် confident ကျွန်တော် Arnis လို့ရှိသွားပြီလို့လည်းပြောလို့ရတယ်ဒါမှပါတယ်အော်ဒီနေ့ပေါ်စမှာကျွန်တော်ရဲ့ personal member မှာဒါ cancel ပိုင်းကိုလည်းအနေနဲ့များလဲစီခြင်းတော့မှပါတယ်ကျွန်တော်ရဲ့ quanza နဲ့ kuna တိကိုတွဲဆုံးလာဒါပေမဲ့လက်ရှိမှာဒါဒီပြကတော့ဒါဟိုဒီနေ့ပေါ်စမှာဒီ ပြကင်အောင်မဟုတ်ဘူး hiding ကကင်မလို့ကြားသိရတယ်မှာပါတယ်အဒီနေ့ပုံမှာဂိုးသမားကိုလည်းကျွန်တော်လဲစီကျွန်တော်တို့ပေါ့ Alison Becker နဲ့ PSG နဲ့ပုံမှာဆော့ဆော့တမအကောင်းဆုံးလက်ဆွဲနေပြထားတယ်ကျွန်တော်ဒီနေ့ပုံမှာကျွန်တော် Alison Becker ကောင်းကောင်းကြီးနားစီကျွန်တော်တို့မှာပါတယ်အဲ့ဒါကြောင့်ဒီနေ့ပုံမှာဒါကျွန်တော်ကတော့ Kyle Minkel ဟာကိုဒီနေ့ပုံမှာပွဲထုတ်စီခြင်း ਨੇ တစ်ဖက်က Southampton အသင်းနဲ့ဒီနေ့ပုံမှာဘာများကျွန်တော်ပြောလုတ်ပြရစရှိလဲလက်ရှိမှာဒါကျွန်တော်နောက်ဆုံးပြိုင်ပွဲဆိုနှစ်ပွဲမှာကြည့်မယ်ဆိုရှစ်ဂိုးတိပေးထားခဲ့ရပြီးတော့တကောမှာပြန်သွင်းထားနိုင်ခဲ့ဘူးသူတို့ရဲ့ tactics ကိုင်းကလည်းတော်တော်လေးကိုခြာတူးလန်နေတယ်မှာပါတယ်ဒါကျွန်တော် Fernandez Ona Chua ဒါ Sulemana ပြဿနာကပဲလက်ရှိမှာ ောင်းတန်ပွဲတွေတချို့ကျွန်တော်ကြည့်မှုတဲ့တော့ကျွန်တော်ကြည့်ရတယ်မှာသိတယ်မှာသူတို့ရဲ့တိုက်စစ်မှုတွေအကောင်ကြီးတွေမှာအကြီးတွေမြန်တော့မြန်နေပြန်ဒါပေမဲ့တကယ်လို့ပြဿနာအကောင်ကြီးတွေဆိုတာကျွန်တော်တို့တစ်ဖက်က defensive အရာ ာတာလွယ်တယ်ပေါ့ခရစ်စမုပုံစံမျိုးလားဆိုခရစ်စမုပုံစံမျိုးလည်းမဟုတ်ဘူးဒါသူတို့အနေနဲ့ပြန်စဉ်းစားကြည့်မယ်အဲ့တော့လိုအပ်ချက်တွေတော်တော်လေးကိုများတယ်တင်းတင်းလို့ကျွန်တော်အနေနဲ့ပုံကူကြီးအောင်မြင်မိတယ်ဆောက်တန်တဲ့နေဒီနှစ်မှာဒါကျွန်တော် Premier League level မှာဆောက်တန်တဲ့ရှိမနေဘူးတစ်ဖက်ကဒါကျွန်တော်လက်ရှိမှာ assistant နေရာမှာဆောက်ရမ်းကျန်းနေတဲ့အတင်းနဲ့အခုလက်ရှိမှာတန်းစင်းမှုတေချာတဲ့အတင်းနဲ့တင်တွေ့မှုရှိတယ်ဒါပေမဲ့လက်ရှိမှာဆောက်တန်တဲ့ကကျွန်တော်အမြင်အရပြောလက်ရှိမှာနီးပြတယ်လေပြောင်းထားနီးပြတယ်ဆိုတာသူတို့အနေနဲ့ကောင်းကောင်းကင်ကင်ခေါ်ထားတာစေဘဘောလည်းမဟုတ်ဘူးဒါကောင်းကောင်းကင်ဒါစာချုပ်ဖြတ်သိမ်းခြင်းကိုပေးပြီးခေါ်ထားတဲ့နီးပြတယ်ဖြစ်တဲ့ evangelist ဆိုတာအဲ့ဒါလည်းအဆင်မပြေတော့အဲ့တော့ မှန်တမ်းပြောပူပြီးရီရတာပေါ့နော်လက်ရှိမှာဆောက်တန်တဲ့တချို့လူစင်းကတချို့တော့မူမန့်နေဆိုအရန်ကောင်းတဲ့လူတွေဖြစ်တယ်ဒါပေမဲ့လက်ရှိမှာဒီအတွဲဖက်တွေကလက်ရှိမှာလုံးဝလုံးဝလုံးဝအတွဲဖက်က walk ဖြစ်နေတဲ့ဒီမှာပေါ့တစ်ဖက်ကဒါလေဗာပူးတင်းကလုံးဝလက်ရှိဆောက်တန်တဲ့ totally opposite လို့ပြောလို့ရတယ်လုံးဝ walk ဖြစ်နေတယ်ဘလို့ပဲဒါကျွန်တော်ပြောမှ foundation ခိုင်တဲ့ကြောင့်ဘယ်ကပဲလက်ရှိ lego ရုပ်လေးလို့ပဲခင်ဗျာ architect ကောင်းတယောက်ဖြစ်တယ် lego အလုပ်နေဘလို့ပဲပြုတ်ထွက်တဲ့လက်ရှိမှာ lego လေးကကြည့်လို့ကောင်းနေတယ်ဆိုတော့လုံးဝလုံးဝငင်းစရာမလိုဘူးလို့ကျွန်တော်အနေနဲ့ပုံကူရံမြင်မိရတယ်မှာပါတယ်မိတို့ ုပင်စူစီကမှုပေါ့နော်ဒါကျွန်တော်လက်ရှိအနေထားရဒီနေ့ပွဲစဉ်ကတော့ဒါကျွန်တော်တို့တော်တော်လေးကိုကြည့်လို့ကောင်းမယ်ဒီနေ့ပွဲစဉ်မှာနိုင်မယ်ဆိုလစ်ဗာပူးအသင်းအနေနဲ့အဆင့်တနေရာမှာအဆင့်တနေရာကအာစနယ်ကို16မတတီဖြတ်တာနိုင်ပြီးတော့ဒါကျွန်တော်တို့ပရီးမီးယားလိဘလာကိုဒါကျွန်တော်လက်တစ်ဖက်ကမ်းထားတယ်လက်နှစ်ဖက်ကမ်းပြီးတော့ကင်ပြီးတော့အေယူသွားဖို့ရနိုင်တဲ့အခြေအနေတစ်ခုကိုရောက်ရှိလာခဲ့ပြီလို့ပြောလို့ရတယ်မှာပါတယ်ဒီနေ့ပွဲစဉ်မှာလစ်ဗာပူးအသင်းကျွန်တော်ရဲ့ပါစနယ်ပြင်မှာဆိုအိမ်ဝင်းကြီးလေးဖြစ်တဲ့ကြောင့်မို့ချေချော်ဖို့တော့အစီအစဉ်မရှိလောက်ဘူးလို့ကျွန်တော်နေမြင်တယ်ဒီနေ့ပွဲစဉ်မှာခုနပေါ်ပေါ်ဒါအရန်ဂလူချို့နဲ့ကမ်းထားမှန်မဲ့တကယ်တမ်း first line လက်ဘူးလို့ဒီနေ့ပွဲစဉ်မှာဆက်ကျွန်တော်အာနီ ီဆိုတော့နည်းညွန်ကြားပြီးထွက်သွားရင် hiding ကတော့ဒီနေ့ပုံမှာညွန်ကြားပြီးလုပ်ပြသွားမယ်လို့မြင်တယ်။ဒီနေ့ပုံမှာလည်းလေဘူးသင်းနေနဲ့ Premier League လက်နှစ်ဖက်နဲ့ဒါကျွန်တော်တို့ကင်ဖို့အတွက်အခွင့်အရေးရှိပြီလို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကြုံပြပါအောင်။ Follow mode ကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကျင်းလို့ဆိုတော့ပေါ့အောင်ကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။များများကလစ်မမေ့နိုင်အောင်ဖြစ်ပါတယ်။အားလုံးမကြည့်ဒီမှာလေကောင်းမွန်သောညနေဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပီးနေပဲကျွန်တော်တို့ရဲ့နောက်မှာ AC တွေ့ကြတာပေါ့။အားလုံးမကြည့်ဒီမှာလေကျွန်တော်တော့ကြုံပြပါအောင်ဗျ။ Stay for